ယခုရွေးချယ်လိုက်ပြီးဖြစ်တဲ့ပုပ်ယဟန်မင်းကြီးဖို့နှင့်ပတ်သက်သော အချက်လက်အချင်းချုပ်ကိုဖော်ပြပေးသွားပါမယ်။တပုပ်ယဟန်မင်းကြီး Francis ကွယ်လွန်ခြင်းပုပ်ယဟန်မင်းကြီး Francis 1936တွင်မွေးဖွားပြီး2015ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီးသူ့ရဲ့အနာယူခြင်းနှင့်အတူကက်သလစ်အသင်းတော်ဟာပုပ်ယဟန်မင်းတစ်တပါးကိုရွေးချယ်ရန်ပြင်ဆင်ခဲ့ကြပါတယ်။ပုပ်ယဟန်မင်းတစ်ရွေးချယ်ရေးကွန်ကလိတ် Papal Conclave ပုပ်ယဟန်မင်းတစ်ကိုရွေးချယ်ရန်ကာဒီနယ်များသည့် 2025ခုနှစ်မေလခုနရဲ့ရက်နေ့တွင်ဗာတီကန်မြို့၌စတင်စုဝေးခဲ့ကြပါတယ်ဒီရွေးချယ်မှုဟာရိုမန်ကက်သလစ်အသင်းတော်ရဲ့ရှီလျားတဲ့ထုံးနှံစင်လာအတိုင်းလျှို့ဝှက်စွာပြုလုပ်ခဲ့ကြပါတယ်မိဂိုအယောင်ဖြစ်အကြောင်းကြားခြင်း ပုပ်ယဟန်မင်းသစ်ရွေးချယ်မှုမှာမဲပေးမှုရလက်ကိုမိဂိုအယောင်ဖြစ်အချက်ပြလေးရှိပါတယ်ဥပမာ အဖြူမိဂိုရဲ့အတိတ်ပဲဟာပုပ်ယဟန်မင်းသစ်ရွေးချယ်ပြီးကြောင်းဖြစ်ပြီးအနက်မိဂိုရဲ့အတိတ်ပဲမှာမဲပေးမှုမအောင်မြင်သေးကြောင်းဖြစ်ပါတယ် ဒီထုံးတမ်းဟာ1224ခုနှစ်ခုနှစ်မှစတင်ခဲ့ပြီးဒီနေ့ထိဆက်လက်ကျင့်သုံးလျက်ရှိပါတယ်။ရွေးချယ်မှုစည်းမျဉ်းများ ကာဒီနယ်များသည်တက်တော်80အောက်တာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။မဲအများစု3ပုံ2ပုံရရှိသူကိုပုံရဟန်းမင်းအဖြစ်တင်မြောက်တာဖြစ်ပါတယ်။2025တွင်မဲပေးခွင့်ရှိသောကာဒီနယ်135ပါးရှိပါတယ်။ပုံရဟန်းမင်းတိအခန်းကဏ္ဍ ပုပ်ယဟန်မင်းကြီး Francis အမွေနှစ်များဖြစ်တဲ့စင်ရဲသားများအားကူညီရန်ရာသီဥတုပြောင်းလဲမှုဆိုင်ရာလှုပ်ရှားမှုများနှင့်ရွှေ့ပြောင်းနေထိုင်သူများအတွက်ယက်တီချက်များကိုဆက်လက်လှုပ်ဆောင်ရန်ကိုလူထုကမျှော်လင့်ထားပါတယ်။ရွေးချယ်မှုအတွက်နေ့စဉ်လုပ်ငန်းစဉ်မနက်နှင့်ညနေတနေ့လျင်မဲနှစ်ကြိမ်စီပေးကြပါတယ်။မဲများကိုမိရှုပ်ပြီးမိကိုဖြစ်ရလက်ကိုကြီးညာကြတာပါ။ပုပ်ယဟန်မင်းကြီး Francis နိုင်ငံရေးအမြင့်များ ူဟာအမေရိကန်နဲ့အခြားနိုင်ငံများရှိအာဏာရှင်ဆန်သောခေါင်းဆောင်များကိုဝေဖန်ခဲ့ပြီးလူမှုရေးတရားမျှတမှုနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအလေးထားခဲ့သူဖြစ်ပါတယ်။တရင်အမှားများပြန့်နှံ့မှု လူမှုကွန်ရက်ပေါ်တွင်ပုံရဟန်းမင်းကြီးအတိရွေးချယ်ပြီးဆိုတဲ့အမှားယွင်းသတင်းများပြန့်နှံ့ခဲ့တော်လဲရင်းဒီမှားယွင်းကြောင်းအတိပြုခဲ့ကြပါပြီဒီလိုနဲ့ပဲပုံရဟန်းမင်းကြီးအတိကို2025ခုနှစ်မေလခုနှစ်ရက်ရက်နေ့မှစတင်၍ရွေးချယ်ခဲ့ပြီးမေလ10ရက်နေ့တွင်အနိုင်ရရှိသူကိုတရားဝင်ကြေညာခဲ့ကြပါတယ်ပုံရဟန်းမင်းတိပထမဆုံးတာဝန်ရွေးချယ်ခံရပါက ပုံရဟန်းမင်းတိဟာ2025 Jubilee နှစ် က်သလစ်ဘာသာ၏တန်ရှင်သောနှစ်ကိုဥဆောင်ရန်ရှိပါတယ်။ထိုအခမ်းအနားကို ခရစ်စမတ်ညတွင်စိန့်ပီတာဘုရားကျောင်း၏တန်ရှင်သောတကားဖွင့်ပွဲဖြင့်အစပြုမှာဖြစ်ပါတယ်။ကမ္ဘာအာရုံစိုက်မှုဗာတီကန်၏ပုံရဟန်းမင်းရွေးချယ်မှုဟာကမ္ဘာတဝန်းမှခရစ်ယာန်များရဲ့အာရုံစိုက်မှုကိုရရှိထားပြီးအထူးသဖြင့်ကက်သလစ်အတိုင်းဝိုင်းအတွက်အရေးပါသောအချိန်ကာလတစ်ခုဖြစ်ပါတယ်ဗျာ။နားထောင်အားပေးသူတိုင်းကိုအထူးကျေးဇူးတင်ပါတယ်။ ဒီလိုဗဟုသုတရစရာလေးတွေဆက်နားထောင်ခြင်းကြတော့ Facebook Face နဲ့ YouTube Channel လေးကို Like Follow နဲ့ Subscribe လုပ်ပြီးကူညီအားပေးကြပါအောင်နော်။လင့်လေးတွေကို Comment မှာချထားပေးပါရယ်ဗျာ။